်မင်္ဂလာပါရှင်ကျွန်မကတော့ချချိုဆက်မ DPPU မြန်သင်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါထိုင်းနိုင်ငံမဲဆောင်မြို့မှာအကြောင်းမျိုးမျိုးကြောင့်တရားမဝင်ရွှေ့ပြောင်းနေထိုင်လာသူတွေနဲ့တရားမဝင်ဈေးအောင်တဲ့မြန်မာနိုင်ငံသားဈေးတွေကိုထိုင်းအနာပိုင်တွေကဝင်ရောက်ဆစ်ဆေးဖမ်းဆီးနေတယ်လို့မြန်မာစစ်ဆောင်ကူညီပေးနေသူတွေစီကသိရပါဗျာ ဂျွန်လ18ရက်ကလေးကလူနေတန်းရားတွေနဲ့မြန်မာနိုင်ငံသားအများစုလောက်ကိုင်းနေကြတဲ့အလုပ်ဆိုင်တွေကိုဝေရောက်ဆစ်ဆင်းနေပြီးဈေးရောက်နေသူတချို့နဲ့သုံးပိမောင်းနေသူတချို့ဖမ်းဆီးခံထားရတယ်လို့ဆိုပါတယ်။အခုရက်ပိုင်းမှာစီမံချက်နဲ့ဖမ်းဆီးနေတဲ့အတွက်အလုပ်နာထားရတာ၄ရက်ရှိပြီဖြစ်ပြီးဈေးဝယ်သူရောဈေးရောက်နေသူတွေပါအပြင်သိမ့်မထွက်ရကြဘူးလို့ပယံလုံးနေတဲ့မြန်မာနိုင်ငံသားတယောက်ကပြောပါတယ်။ မဆောင်မျိုးပေါ်ရက်ွက်တွေကို ထိုင်းလာဝကထိုင်းရဲ့ရက်ွက်အာနာပိုင်တွေနဲ့အတူထိုင်းစစ်တပ်ကပါရှောင်းတခင်ဝင်ရောက်စစ်ဆေးနေပြီးပဲရောက်ကတ်ရှိသူတွေကိုလည်းအဲ့စင်မတိုင်ကြားတဲ့အတွက်ဖမ်းဆီးအရေးယူနေတယ်လို့ထိုင်းအာနာပိုင်တွေနဲ့နေဆက်သူတွေစီကသိရပါတယ်ရှင်။ အမေရိကန်နိုင်ငံမြောက်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုဘေးအေရီးယားမှာမြန်မာမိသားစုတွေဟာဒေါက်ဆန်းစုကြည်အသက်80ပြည့်ဝန်းနဲ့အထိမ့်မှန်နိုင်ငံအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးဆုတောင်းပွဲကိုမြန်မာ Community and Culture Center မှာဇွန်လ21ရက်ကပြုလုပ်ခဲ့ပါတယ်။မွေးနေ့ပွဲတက်ရောက်လာသူတွေကဒေါက်ဆန်းစုကြည်နဲ့နိုင်ငံအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးမြေတားဖို့ဆုတောင်းမိထွန်းတာအမတ်တရစကားပြောတာနဲ့ မွေးနေ့ကြပြားတွေရွတ်ဆိုခဲ့ပြီးအစားအသောက်တွေအခန့်ခဲ့ပါတယ်ဒီကနေ့ရရှိလာတဲ့အလူငွေတွေကိုစစ်ချောင်းပြည်သူတွေအတွက်ကုညီလှူဒန်းသွားမယ်လို့သိရပါတယ်ရှင်ရှမ်းမြောက်ပိုင်းနောက်ချိုမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးအင်ဝိုင်းဘက်ကနေလည်းနောက်ထပ်စစ်ကြောင်းတစ်ကြောင်းထပ်ထိုးဖို့စစ်ကောင်စီဘက်ကပြင်ဆင်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်ထအောင်သတင်းပေးပို့ထားပါတယ်ရှင် စစ်ကောင်စီဘက်ကနောင်ချိုကိုပြင်ရဖို့ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲကဆက်ပြီးပြင်းထန်နေပါတယ်။ကံကြီးဘက်ကနေထိုးနေတဲ့စစ်ကြောင်းကြောင့်အိနာတဝိုက်ကရွာတွေမှာဇွန်လ22ရက်နေ့ထိလည်းတိုက်ပွဲဆက်ပြီးပြင်းထန်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တို့ကပြောပါတယ်။ဒါပြင်အုံဒီဘက်ကစစ်ကြောင်းနဲ့လည်းအိနာတဝိုက်မှာတိုက်ပွဲဆက်ရှိနေလို့ဆိုပါတယ်။မြေပြင်သတင်းရင်းမြစ်တို့ပြောပြတာကို DV ကနောက်ခံတန်းထည့်ပတ်ထားပါတယ်။ကံကြီးနဲ့အုံဒီပေါ်အိနာတဝိုက်ကရွာတွေမှာတိုက်ပွဲတွေဆက်ရှိနေတယ်။ဒီနေ့ထိလည်းတိုက်ပွဲတွေဆက်ပြီးပြင်းထန်နေတော့ပဲ။ နောင်ချိုကြီးတိမ်မလဲပတ်မှာတော့တိုက်ပွဲဖြစ်တယ်မကြားရသေးဘူးလို့မြေပြင်တင်ရင်မြက်ကပြောပါတယ်။နောင်ချိုကိုပြင်ရဖို့စ조사နေတဲ့စစ်ကောင်စီကတော့အင်ဝိုင်းဘက်ကနေလဲစစ်ကြောင်းတစ်ကြောင်းထတ်ထိုးဖို့ပြင်ဆင်နေတယ်လို့စီလေးလာတုံးတတူတူဖြစ်တဲ့စီရန်ဘိုကြီးကိုစင်ရောကပြောပါတယ်။ကံကြီးဘက်မှာပါပြန်ပြီးထိပ်မပြန်ဖြစ်နေတဲ့အနေအထားမျိုးတော့တွေ့ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့။ပြီးတော့ကျွန်တော်တို့ဒီအင်ဝိုင်းဘက်ကနေပြီးတော့လဲအဲကျွန်တော်တို့စစ်ကြောင်းထိုးမဲ့စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးမဲ့အနေအထားမျိုးရှိတယ်လို့တော့ကြားနေရတယ်ဗျာ။ နောင်ချုံမြို့နယ်အတွင်းကတိုက်ပွဲတွေကြောင်းဒေသခံထောင်နဲ့ချီပြီးလဲစစ်ဘေးတင်းရှောင်နေကြရပါတယ်။နောင်ချုံမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လထဲမှာ TNL ဘက်ကတိမ့်ပိုက်ထားတာပါ။ဒီဟုတ်ဂျာဝင်နဲ့ကိုမင်းဆွေးနွေးပွဲမှာတော့စစ်ကောင်စီဘက်ကနယ်မြေတွေပြန်တောင်းခဲ့ပေမဲ့ TNL ဘက်ကတော့လက်မခံခဲ့ပါဘူး။အဲ့နောင်နောင်ချိုကိုစစ်ကောင်စီကထိုးစစ်ဆတ်ဆင်နေတာဖြစ်ပြီးလက်ရှိအချိန်ထိလည်းတိုက်ပွဲကဆက်ပြီးပြင်းထန်နေတာဖြစ်ပါတယ်ကျွန်တော်ထပ်အောင်ပါ ဟုတ်ကဲ့ပါမဲဆောက်ကိုထိုင်းနေဆက်ကိုရောက်ရှိလာနေကြတဲ့စီရီယံဝန်ထမ်းတွေရွှေပြောင်းလှုပ်သားတွေအတွက် အလုတ်ကန်ရရှိစေရေးရည်ရွယ်ပြီးအဝေးရောက်အရာဝတီအသင်းကလျှက်စစ်ပြုပြင်တင်တဲ့အပတ်စဉ်နှစ်ကိုဖွင့်လှစ်တင် जा ပေးနေတာလို့ဆိုပါတယ်ကျွန်တော်ရည်ရွယ်ချက်ကတော့တို့ဒီဘက်မှာ2020 2021နောက်ပိုင်းဒီဘက်ကိုရောက်လာတဲ့လူတွေအတွက်အတို့ကိုပိုင်အလုတ်လေးနဲ့တို့အိမ်မှာကိုပိုင်လုပ်လို့ရနိုင်အောင်ရည်ရွယ်ပြီးတော့ကျွန်တော်ဒီတင်တန်းကိုပေးတာဖြစ်ပါတယ် ်တင်နန်းကာလအတွင်းမဲဆောက်ကလျက်စစ်ပစ္စည်းတွေပြင်ဆင်လိုရသူတွေကိုလည်းအခမဲ့လာရောက်ပြင်ဆင်နိုင်တယ်လို့ဆိုပါတယ်အာနောက်ပြီးတော့ဒီတင်နန်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အာလျက်စစ်ပစ္စည်းနဲ့ပတ်သက်ပြီးတော့သူတို့တွေကိုအာအခြေခံကြကြအခြေခံအနေစပြီးတော့သူတို့တွေပြင်တက်လာတဲ့အထီကိုကျွန်တော်ယူရတယ်နောက်ပြီးတော့ဒီဘက်မှာရှိနေတဲ့2021နောက်ပိုင်းရောက်လာတဲ့လူတွေ ပဲဖြစ်ဖြစ် migrate နေပဲဖြစ်ဖြစ်ပေါ့ဒီဘက်မှာရှိနေလျှက်စစ်ပစ္စည်းတွေအပြတ်တွေရှိလို့ရှိရင်ဒီရုံမှာလာပြီးတော့ပြီးပြီးတော့အော်ကျွန်တော်တို့ကအခမဲ့ပြေးလေးတယ်ဒါဟုတ်လေးလားလေဟိုအားခင်ဗျားတို့ကျွန်တော်ခုနဒီအခြေခံပါသွားရင်ခုနကျွန်တော်ပြောသလိုလျှက်စစ်မှာ ဘယ်ဖြစ်စီဖြစ်ဖြစ်ပါမယ်ပါဒါကျွန်တော်အပေမွေးအောင်ပြင်ရတဲ့ခုစားတကယ်ကျွန်တော်တို့ဘဝဝင်ကြမှာဖြစ်ဖြစ်ကိုယ်ရဲ့အိမ်မှာဖြစ်ဖြစ်ပို့ဆိုင်မြေဖြစ်အတူတူလုံစားလို့ရတယ်ပေါ့နော်အွန်လိုင်းကြီးနေရတဲ့လူတွေတွေ့နေရတဲ့လူတွေဖြစ်တယ်အထက်ရအလုပ်တွေနဲ့လည်း quality နေတဲ့လူကဆက်ဆံနေရတာရှိတယ်ဆိုတော့ဥပမာဆိုအဲမှာဆိုကျွန်တော်တို့ဆိုဒါကပြောလို့ရပါတယ် cash ပေါင်း900ကျော်ရှိတယ်ကျွန်တော်တို့စောင့်ရှောက်ထားတယ်ကျွန်တော်တို့ထီအောင်ဒီလိုမျိုးမှာပဲနေနေတဲ့လူတွေဟိုကျင်းတဲ့ပညာရဲ့ဆိုင်ကျွန်တော်တကယ်တတ်စီကျင်လား လျှက်စီရဲ့ကျွမ်းကျင်တော့သုံးစွဲနိုင်ဘူးဝါယာလိန်လိုင်းတွေကျွန်တော်ကဟိုတကယ်အဲ့ဒါတွေကတော့တကယ်ကြာရင်တေချာပြီးဂရုစိုက်ကြပါလို့အဲ့တော့အဲ့ဒါဘယ်ဟူရောက်ရောက်သူကလှုပ်ရှားလို့ရတယ်အသက်ဘယ်လောက်ရှိရှိအသက်ကြီးတာနေတာနည်းမဆိုင်အဲဘာလို့ဟိုကျွန်တော်ဒီလိုလာတဲ့အချိန်မှာတော့ကျွန်တော်ကအဲ့လိုအလုတ်ကမရှိတော့ခေါ်တယ်လျှက်စေချင် ကျွန်တော်အတက်ဘလောက်ကြီးကြီးလဲခင်ဗျာဒီဟာလုတ်တက်ဖို့ပဲအခုဒုတိယအကြိမ်လျှက်စစ်တင်တန်းကတော့ဂျွန်လ29ရက်နေ့ဆိုရင်ပြီးဆုံးမှာပါအရင်ပထမအကြိမ်လျှက်စစ်ပစ္စည်းများပြုပြင်တင်တန်းကိုတော့2024ခုနှစ်မတ်လကဖွင့်လှစ်ခဲ့တာပါခင်ဗျာကျွန်တော်မောင်တူပါခါပဲနေကြရင်ကြတော့ဟိုကမရှိဘူးဗျာသူဒီသူ OI နေနေလဲ ဒီလိုမျိုးတော့ကုန်ကြခံပြီးတော့ဟိုကလောက်ကြဆိုတာသူတို့ဂျပန်နိုင်ငံမှာအရင်ဆန်စပါးပမာဏရော့နယ်လာလို့မမျှော်လင့်ထားတဲ့အခြေအနေတွေအတွက်ကြိုတင်ပြင်ဆင်ဖို့အရေးပေါ်ဆန်တင်သွင်းဖို့ဂျပန်ဆိုရကဆုံးဖြတ်ခဲ့တယ်လို့စိုက်ပျော်ရေးသစ်တော်နဲ့ရေလုံငန်းဝန်ကြီးဌာနကတောက်ကြနေမှာသတင်းထုတ်ပြန်ခဲ့ပါတယ်။အဆိုရရဲ့အရင်ဆန်တွေဈေးကွက်ထဲကိုအများအများတင်ဖို့ရောင်းချပြီးတဲ့နောက်အရင်ဆန်တူလောင်မှုဟာတန်ချိန်တသိန်းခွဲထိကျဆင်းသွားခဲ့တာပါ။ ဂျပန်ဟာကမ္ဘာကုန်သွယ်ရေးအဖွဲ့ WTO မှာအနည်းဆုံးဝင်ရောက်ခွင့်သဘောတူညီချက်အရနှစ်စဉ်စံတန်းချိန်9,000ခွန်းတောင်းလောက်တင်သွင်းနေပြီးအထက်စာနာရိတ်ခါအတွက်တန်ချိန်တသိန်းဂျရိတ်ဆန်အစာနဲ့ပြည်ပြင်ထုတ်လုပ်တဲ့ပစ္စည်းတွေအတွက်ဂျန်နဲ့ဆန်တွေကိုခွဲဝေချထားပေးပါတယ်။ အဓိကစာနာယိခအဖြစ်တင်သွင်းတဲ့စံလီလံပွဲတွေကိုစက်တင်ဘာလအစောပိုင်းမှာကျင်းပလေးရှိပြီးဒရိုက်ဆန်အစားအစာနဲ့ပြုပြင်ထုတ်လုပ်တဲ့စာနာယိခအတွက်စံကိုအော်ဂိုလာမှာကျင်းပပါတယ်ဒါပေမဲ့အခုနှစ်မှာတော့ဂျပန်ဆိုရာကအစောဆုံးလေလံပွဲကိုဂျွန်လကုန်မှာကျင်းပရေးအချိန်ရွှေ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်ရှင်။ DPP ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချူချူဆက်မဂျေဆုတင်ပါတယ်ရှင်။